အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တာတွေအားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရ အာဇာသိန်းတွေကိုကြည့်ရမယ်ဆိုရင်တော့ဟာဗီမာရှီယာနိုကတော့အခုလက်ရှိမှာသူတို့အသင်းကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာနောက်ဆင့်တက်ပြီးပါရီစ်စိန့်ဂျာမိန်နဲ့တွေ့ဆုံတဲ့ပွဲကတကယ်ကိုစိတ်လှရှားစရာကောင်းတဲ့တွေ့ဆုံမှုဖြစ်တယ်လို့ဆိုလိုက်တယ်။လူဝီဆွာရီယိုမက်ဆီယိုကသူတို့ရဲ့ဆရာဟောင်းလူဝီစနီကေနဲ့ပြန်လဲရင်ဆိုင်ရမှာဖြစ်လို့သူတို့ကိုယ်တိုင်ကလည်းတကယ်ကိုစိတ်လှရှားစရာကောင်းတဲ့ပွဲစဉ်ဖြစ်ကြောင်းဆိုလိုက်တယ်။ လီယိုမက်ဆီကတော့သူ့ရဲ့ကလပ်နဲ့နိုင်ငံလေဝေးစင် level မှာဘယ်တော့ခါမှအုပ်စုစင်ကထွက်ရတဲ့မှတ်တမ်းမရှိတာကိုဆက်ပြီးထိုင်နိုင်ခဲ့ပါတယ်ဒီယိုမက်ဆီကကစားမတစ်လျှောက်ချန်ပီယံလိပြိုင်ပွဲမှာ19ရာသီပါဝင်ကစားခဲ့ပြီးအုပ်စုတွင်းတစ်လျှောက်လုံးမှာ19ဂိုးသွင်းခဲ့တယ်ကလပ်ဝေါကပ်ပြိုင်ပွဲရဲ့အခုပုံစံသစ်မှာပထမတစ်ချိန်ပိုင်းပထမတစ်ချိန်မှာတင်တကိုးသွင်းပြီးတော့ရှုံးထွက်တက်ခဲ့တယ်လိကပ်ပြိုင်ပွဲမှာလည်းတစ်ချိန်ဝေါကပ်မှာ9ချိန် ကိုပါပရိကမှာ9ချက်အချိန်တိုင်းမှာတကိုးစီ9ကိုးစီ9ကိုးစီနဲ့အချိန်ချင်း33ချိန်ထိအုပ်စုမပြုတ်ပဲမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်တစ်ဖက်မှာတော့ Victor Yokres ကတော့ Sporting Lisbon ကနေတီချပေါက်ထွက်ခွာမှဖြစ်ကြောင်းနဲ့သူ့အနေနဲ့ဒီသင်းမှာဆက်ကစားဖို့ဆန္ဒမရှိတော့ဘူးဆိုပြီးတော့အတီးပေးလိုက်ပါတယ် Yokres က Chapter 8ကိုစတင်ပြီးတော့ရှောင်းလန်းတော့မှဖြစ်တဲ့အတွက် ကလပ်သင်းရှီကို training ပြန်လည်လေးချိန်ကဆင်မှာမဟုတ်လို့အာစနယ်သင်းရဲ့ကံလာမှုကိုစောင့်မျှော်လေးရှိကြောင်းဆိုထားတာပါဘာဆိုနာတင်းကတော့ဒီတစ်ပတ်အသွင်းမှာပဲသူတို့တင်းက Frankie De Jong ကိုစာချုပ်သစ်ချုပ်ဆိုမှာပါ2026မှာစာချုပ်သက်တမ်းကုန်ဆုံးပဲ De Jong တယောက်ဘာဆိုနာဘက်ကလောက်ခလာစာပုံစံသစ်နဲ့စာချုပ်သစ်ကိုကံလန်းသွားမှာဖြစ်ကြောင်း Alexandra Draiter Deco ကဆိုပါတယ် မန်ဒိုတီဘိုတီဘိုရပိုးရဲ့အဆိုအရဘာဆိုနာအသင်းကနီကိုဝီလျံအပြောင်းရွှေ့ကိုနောက်ဆုံးစစ်အပြီးတက်ပြီးလို့ဖော်ပြထားတဲ့ရပိုးရတော့နီကိုဝီလျံကပိုင်မြူနီကနောက်ဆုံးကမ်းလန်းလာတီတိုင်အောင်သူဘက်ကဘာဆိုနာကိုပဲရွေးချယ်ထားတယ်လို့ဆိုတဲ့ဒါပေမဲ့ဘာဆိုနာအသင်းကနီကိုဝီလျံအပြောင်းရွှေ့မှာအက်သလက်တစ်ကလပ်ကိုရောဂျီစာချုပ်ယူရို58တန်းကိုဒီဇူလိုင်တရက်နေ့ကနေ၈နှစ်ဇူလိုင်လအထိ နှစ်နှစ်ဆက်တိုက်ပေးဖို့တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်းဖော်ပြထားပါတယ်။ရီယယ်မက်ဒရစ်အသင်းက club world cup ပြီးမှလစ်လက်သွားမဲ့လူကမိုးတွေးရဲ့ကျောင်းမတ်30ကို Kylian Mbappe ကိုပေးသွားဖို့ရှိကြောင်းမာကာကဖော်ပြရရှိတယ်။ Vinicius Junior ရောတစ်ဖက်က Jude Bellingham ပါ ိုက်နံပါတ်ကိုယူပွဲရှိတယ်လို့သတင်းတွေထွက်နေသည့်တိုင်အောင်အမ်ဘတ်ဘေကရယ်မတွေ့ရဲ့နံပါတ်၁၀ကစားမတစ်ဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်ရယ်မတွေ့အသင်းကရိုမာရဲ့နောက်ခံကစားမဖြစ်တဲ့အီဗန်နက်တီကာကို ခေါ်ဖို့အခွင့်အရေးရှိတယ်ဒီကစားမကိုရိုမာကမက်ဒရစ်ကိုကမ်းလှမ်းထားတယ်ပြောင်းရွှေ့ချေတန်း40လောက်နဲ့ဖြစ်နိုင်ပြီးတော့ဂျာဗီအလွန်ဆိုရဲ့ဘူနောက်ခံလူဘက်ကအဖြစ်သူတို့ဘက်ကကမ်းလှမ်းထားပေမဲ့မက်ဒရစ်ကတော့ ဂျန်ဟော့ဆင်ကိုခေါ်ယူထားပြီးဖြစ်တဲ့ဒီခေါ်ယူမှုကိုစဉ်းစားဆိုင်ဆက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။မက်ဒရစ်ကတကယ်လို့ရိုဒရီဂိုထွက်ခွာသွားမယ်ဆိုရင်ယူရို90ပေါင်89တန်းတောင်းဆိုသွားဖို့ရှိကြောင်းနဲ့ဒီစားမကမြောက်လန်ဒန်ကိုဦးတည်ပွဲရှိကြောင်းဖော်ပြထားပါတယ်။ အင်တာမီလန်အသင်းကပြီးခဲ့တဲ့ရာသီရိုမာကနေအငှားနဲ့ခေါ်ထားတဲ့နီကိုလာဇဝက်စကီကိုသူတို့ အပိသက် ခေါ်လိုက်ပါပြီ။ပြောင်းရွှေ့ခြေကတော့6တန်းပဲဖြစ်ပြီးတော့အင်တာက သူ့ရဲ့အငှားကနေအပိသက်ဝယ်ယူခွင့်နဲ့ခေါ်ယူခဲ့တာဖြစ်တဲ့ထော်တနာဟော့စပါအသင်းကအခုလက်ရှိမှာအဲဇေးကိုပေါင်68တန်းရိုချေးစာချုပ်ပေးဖို့စတင်ကမ်းလှမ်းမှုပြင်နေပါတယ်။ခရစ်စတယ်ပယ်လစ်ကိုတိုင်အကမ်းလှမ်းမှုရရှိထားတဲ့ ထော့တန်ကတော့ဒီကာလာမှုမှာရောကြီးစာချုပ်ဖြစ်တဲ့အတွက်တခါတည်းပေးရမှာဖြစ်ပေမဲ့ထော့တန်ဘက်က အရေးကြပုံစံမျိုးနဲ့ Palace ကိုပေးဖို့ဆန္ဒရှိနေတယ်ဆိုပြီးတော့ Mera ကဖော်ပြထားတာပါ Tottenham ကအခု Japanese နောက်ခံကစားမဖြစ်တဲ့ Kota Taki ဆိုတဲ့လူငယ်နောက်ခံကစားမကိုခေါ်လိုက်တယ်အခုလက်ရှိမှာ Thomas Frank ကအဲ့လူငယ်ကစားမလေးကိုသဘောကျတယ်ပြီးခဲ့တဲ့ရာသီတုန်းက Bob White တို့ Archery Gray အပါဝင်ဘက်က Udoki နဲ့ Papasaro လို့လူငယ်ကနေခြေစွမ်းပြလာမယ်လို့ယုံကြည်တဲ့အတွက် တို့ရဲ့ဘိုးနောက်ခံရဲ့ဘက်ကပ်ပလယာအဖြစ်ဒီစားမကို제리ကလကနေပေါင်၅သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ကြောင်းဆိုထားပါတယ်ဂျူဗန်တက်စ်အသင်းကအခုလက်ရှိမှာမန်ချက်စတာယူနိုက်တက်ရဲ့ဂျီရန်ဆန်ချိုကိုခေါ်ဖို့ကြိုးပမ်းနေရင်းပြောင်းရွှေ့ချေတွက်ကစားမအလိုက်ပေးတဲ့ပုံစံမျိုးကိုကာလန်ထားတယ်။ဒေါက်လက်လူးဝစ်ကိုယူခြင်းယူမယူခြင်းရင်ဒူရှန်ဗလာဟိုဗစ်ကိုယူမလားဆိုပြီးတော့သူတို့ဘက်ကဆန်ချိုကိုလိုချင်ကြောင်းကြိုးပမ်းတယ်လို့လာကစတာဒဲလူးစပို့မှာဖော်ပြထားပါတယ်။ Manchester United ကလာမယ့် July pre-season tour မစခင်မှာ Ryan Ambumo ကိုတခါတည်းခေါ်ယူသွားဖို့ပြင်ဆင်ထားတယ် Fabrizio Mayo David Onsei မှာလည်းပေါ်ပြထားတယ် United က total package ပန်း60ရှိတဲ့ package နဲ့ Brentford ကိုကမ်းလှမ်းထားပြီး July 9ရက်နေ့သူတို့ရဲ့ pre-season tour မတိုင်ခင်မှာအရခေါ်ယူမယ်ဆိုပြီးတော့ပေါ်ပြထားတာပါ မန်ယူနိုက်တက်အသင်းကကာလိုကက်စမီရိုရောမေဆန်မောက်တို့ကလပ်ဘက်ကထွက်ခွာဖို့အစီအစဉ်မရှိကြောင်းဆိုပါတယ်မေဆန်မောက်ကသူစရောက်လာတဲ့အချိန်ကကနေတန်ရာတွေကြောင့်တောက်လျှောက်ရုန်းကန်ရပြီးတော့သူ့အနေနဲ့အသင်းကထွက်သွားဖို့ဆန္ဒမရှိပဲဒီသင်းမှာဆက်ပြီးနေရာရဖို့ကြိုးပမ်းမှာဖြစ်လို့ ကက်စမီရိုကသူ့ရဲ့စာချုပ်တက်တန်းကုန်ဆုံးတဲ့အထိနေကျင်တယ်လို့ဆိုပါတယ်အာစနယ်သင်းရဲ့နောက်ခံလူဟောင်းဖြစ်တဲ့ဝီလျံဂါလက်စ်ကသူ့ရဲ့ကလပ်ဟောင်းနေနဲ့တိုက်စစ်မှုဒီယာတီမှာမခေါ်ရင်တော့ title race ကိုမျောလင့်စရာမရှိကြောင်းနဲ့ဒီနေ့ရာသီ Champions League ဟာ Arsenal တို့ဘာအခွင့်အရေးမှမရှိဘူးလို့သတိပေးလိုက်ပါတယ်လက်ရှိမှာတော့ Arsenal အသင်းက RB Leipzig အသင်းရဲ့တိုက်စင်မှု Benjamin Sesko ရဲ့အပြောင်းရွှေ့ကို Leipzig နဲ့သူတို့ကြားမှာဆယ်တန်းတာကွာတော့တယ်ဆိုပြီးတော့ Sky Germany ကပေါ်ပြလာပါတယ် Kicker Magazine ရဲ့အဆိုအရ live set ကနီးပြတိခနိုင်တဲ့အတွက်အခုလက်ရှိမှာအပြောင်းရွှေ့ကပြီးတတ်နိုင်ပြီးတော့ Euro 80လောက်ရှိပေမဲ့ live set က80တိတင်ခံထားဆဲဖြစ်တယ်လို့ဆိုထားတာပါ Arsenal အသင်းနေနဲ့အခုလက်ရှိမှာတောင်ပံကစားမအတွက် Bradley Barcola ကိုစိတ်ဝင်စားသလို Paris Saint-Germain ကရောင်းဖို့အစီအစဉ်မရှိတဲ့အတွက် Chelsea က Nonni Matuidi ကိုပေါင်တန်း90တိသုံးဆွဲခေါ်ယူသွားဖို့ရှိတယ်တကယ်လို့သူတို့ပြတ်မှတ်တဲ့ကတောင်ပံကစားမမရခဲ့ရင်တော့ Nonni Matuidi က ကို350 ठी သုံးဆွဲသွားနိုင်ပွဲရှိကြောင်း football.london ကဖော်ပြထားပါတယ်။ Chelsea သင်ကတော့သူတို့ရဲ့နောက်ထပ်တောင်ပံကစားမအသင်းဒီနဲ့အသက်20ပဲရှိတဲ့ Borussia Dortmund ရဲ့တောင်ပံကစားမ Jimmy Candice ကိုခေါ်ဖို့သဘောတူလိုက်ပါပြီ။ David Austin ရဲ့ပေါ်ပြချေရာ Chelsea ကသူ့ကို9နှစ်စာချုပ်2032ထိစာချုပ်ချုပ်ဆိုမှာဖြစ်ပြီးတော့ ကလပ်ဝေါကပ်ပြီးတာနဲ့ချက်စီကိုပြောင်းရွှေ့มาဖြစ်ပြီးဒီပြောင်းရွှေ့ကယူရိုတန်း90ထိရှိလိမ့်မယ်လို့ဆိုထားပါတယ်တစ်ဖက်မှာတော့ချက်စီတည်းရဲ့တိုက်စင်မှုခရစ်စတိုဘာအန်ခူခူကိုမန်ချက်စတာယူနိုက်တက်ကစိတ်ဝင်စားလေးရှိတဲ့ချိန်ချက်စီဘက်ကအာလဟန်ဒိုဂါနာချိုကိုပြန်လိုချင်နေတယ်ဆိုတဲ့သတင်းတွေကိုဖော်ပြထားတဲ့အကြောင်း Telegraph ကဆိုထားပါတယ် လေဘာမှုတင်ကအီဗရာဟီမာခနာတီရဲ့ contract ကိုစိတ်ပြတ်နေလို့ကစားမကိုတိုင်ကလည်းလောကလာစာကံလာမှုကိုသဘောမချတဲ့အတွက် လီဘာပူးရဲ့စာချုပ်ကိုပယ်ချထားပါတယ်ခနာတီကတပတ်ကို9000ရရှိထားပြီးလီဘာပူးရဲ့စာချုပ်မှာသူက2သိန်းထိလိုချင်ပေမဲ့လီဘာပူးအသင်းကသူ့ကိုလောက်ခလာစာ9000နဲ့3သိန်းကြားသာကမ်းလှမ်းထားတာဖြစ်တယ်လီဘာပူးရဲ့နောက်ခံကစားမနာသနီယယ်ဖီလစ်ကချန်ပီယံရှစ်ကလပ်ဝက်စ်ဘရွန်ကိုပြောင်းရွှေ့ပါပြီ3နှစ်စာချုပ်နဲ့ဝက်စ်ဘရွန်ကိုမဖော်ပြတဲ့ပြောင်းရွှေ့ခြင်းနဲ့နာသနီယယ်ဖီလစ်ကပြောင်းရွှေ့ခဲ့တာလည်းဖြစ်တယ်ဒီစားမကဗာဂျီဖန်တိုက်အပါဝင်လီဘာပူးအဓိကနောက်ခံ ံလူတွေဒဏ်ရာတုံးက Reece William နဲ့အတူ Nathaniel Flake က Jurgen Klopp တဲမှာအရေးပါခဲ့သူလည်းဖြစ်တယ်။လူပါမှုအသေးနေနဲ့ Florian Vars ရဲ့ Milos Kakir ရဲ့ Jeremy Frimpong တို့အပြောင်းရွှေ့ပြီးသွားရင်တော့မှကစားမရောင်းချမှုတွေအပြီးမှာသူတို့ဘက်ကနောက်ထပ်တိုက်စစ်နဲ့အရေးပါတဲ့ position တွေကိုထပ်ပြီးအားဖြည့်သွားဖို့ရှိကြောင်းဖော်ပြထားလို့ ဘိုးနောက်ခံလူ position အတွက်လည်းစဉ်းစားလျက်ရှိကြောင်းဖော်ပြထားပါတယ်။တစ်ဖက်မှာတော့ Manchester City အသင်းရဲ့တိုက်စင်မှု Erling Haaland ရဲ့ parking ဖြစ်တဲ့ LV Haaland ကသူသားက City ကထွက်ခွာဖို့အစီအစဉ်မရှိကြောင်းနဲ့အသင်းမှာပဲဆက်နေသွားပြီးတော့တေချာပေါက် City မှာဆက်ရှိအောင်မယ်လို့ဆိုလိုက်ပါတယ်။မန်စီးတီးသင်းကအခုလောလောဆယ်အနေထားရ right back တယောက်ကိုတေချာပေါက်ခေါ်ယူသွားမှာဖြစ်တဲ့ အာနာစာကတော့အည်သွေးမြင့်တဲ့ကွင်းလေသားမတယောက်ဝါရင်ကွင်းလေသားမတယောက်ကိုလိုချင်ပြီးတော့ခရစ်စတီယာနိုရိုနယ်ဒိုကတော့ကလပ်အသင်းအနေနဲ့မန်ယူနိုက်တက်ရဲ့ကွင်းလေသားမကာလိုကက်ဆမီရိုကိုခေါ်ယူဖို့တိုက်တွန်းထားတယ်။လက်ရှိမှာတော့ရိုနယ်ဒိုဟာကလပ်အသင်းဖြစ်တဲ့အာနာစာနဲ့2029ထိနှစ်နှစ်သက်တမ်းတိုးဖို့သဘောတူညီထားပြီးနောက်ကလပ်သည်ရဲ့ transfer ပါထိတ်တန်းကစားမတွေခေါ်ယူပေးဖို့တောင်းဆိုထားတာပါ။ Bayer Leverkusen အသင်းရဲ့နီးပြား အရစ်တဟာကဘွန်ဒစ်လီကာမှာဒုတိယလစာအများဆုံးရသူဖြစ်လာပါတယ်။လက်ရှိနေသားရဗင်စင်ကွန်ပဏီကဘိုင်ယန်နီးပြားကနေလစာအများဆုံးရသူဖြစ်ပြီးတော့ လီဗာကူဆင်နီးပြအဲရီတန်ဟာကတနစ်ကိုယူရို5.5တန်းတိရရှိတာဖြစ်တဲ့ယူကာဆယ်ယူနိုက်တက်အသင်းကလည်းအခုလက်ရှိမှာသူတို့အသင်းရဲ့တိုက်စစ်မှုအီဆက်ကိုတန်း180လုံးဝရှော့သွားခြင်းမရှိဘူးလို့ဆိုပါတယ်လက်ရှိမှာလီဗာပူးအပါဝင်ထိတ်တန်းကလပ်တွေလိုချင်နေလို့ကလပ်ဖက်ကဘရူနိုဂွီမာရစ်ရောအန်ဒရီဂေါ်ဒန်ရောကိုရောင်းဖို့ဆန္ဒမရှိလို့မြင်မာတဲ့ပြောင်းရွှေ့ကြီးမှပဲစဉ်းစားနိုင်ွယ်ရှိကြောင်းဆိုပါတယ် နော်တန်ဖောရက်စ်ကအခုလက်ရှိမှာဂျူဗန်တက်စ်ကအီတလီလူငယ်ကစားမတီမိုသီဝေယာနဲ့တစ်ပတ်ကဆမ်မွေတို့နှစ်ယောက်စလုံးကိုခေါ်ဖို့ကံလန်ထားပြီးတော့ပြောင်းရွှေ့ချေ16တန်းနဲ့သဘောတူညီမှုရရှိထားတယ်ဆိုပြီးတော့ ESPN report ကဖော်ပြထားပါတယ်ဒါရီကစိတ်ဝင်စားချာနောက်ဆုံးရအပြောင်းရွှေ့သတင်းပါအားလုံးကျေးဇူးတင်ပါတယ်